မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်အသက်ရှင်တော်မူသောဖျားသခင်ဤနှုတ်ကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါရရှင်သောရရှိမြတ်မြာဝိပ္ပယအကျအခန်းကြီး26အခန်းငယ်78ကနေအခန်းငယ်46အထိမှာ ပါရှိတဲ့စည်ရင် ထုံးတွေကိုလိုက်နာဆောင်ထင်းရမှာပြည့်စုံဖို့ရန်အတွက်ကယ်တင်ရှင်ယေရှုခရစ်တော်ပေါ်ထွန်းတော်မူခဲ့ရတဲ့အကြောင်းဒေါက်တာထွန်းမြတ်ကြီးကအခုလိုသုံးသပ်တင်ပြထားပါတယ် ပြင်တို့ဒီငါစကားကို နားမထောင်ခြင်းဆိုတဲ့စကားချီးလေးနဲ့ကြိုတင်ဖော်ပြပြီးမှဖျားသခင်ဟာဘယ်လိုအပြစ်တွေစီရင်ချက်ချမယ်ဆိုတာကိုမနေ့ကကျွန်တော်တို့ငါဆင်ခဲ့ကြရပြီပါဗျ။ကျွန်တော်လည်းပြည်ဒီလေးလေးဖြစ်အောင်အတတ်နိုင်ဆုံးရှင်းပြခဲ့ပြီပါဗျ။ဖျားသခင်ရဲ့စကားကိုနားမထောင်ခြင်းထိတ်လန့်သောသဘောဒူလာဖျားနာတို့ကို တင်တို့အပေါ်မှာငါခံထားမိတဲ့။ရုတ်တရက်တော့ထူးထူးဆန်းဆန်းကြီးပဲနော်။အေး ဒါပေမဲ့ဖျားသခင်လုတ်တဲ့အလုပ်ဘယ်သူမှထွက်ပြေးလို့မရဘူးအဲ့ဒီယောဂါတွေကမင်းတို့ကို အုပ်ချုပ်မယ်တဲ့အဲ့ဒါတွေကိုမနေ့ကကျွန်တော်တို့အဖေးစိတ်ကြားနာခဲ့ကြပြီးပါပြီနောက်ထပ်တစ်ခါဆက်လက်ဖော်ပြတာကတော့တင်တို့ဒီမျိုးစိတ်ကျဲတော်လေအကျိုးမရှိဘူးတဲ့မင်းတို့စိုက်တာလေးတွေမှဲ့တိုင်းရန်သူကလာလာရိတ်မယ်မင်းတို့ကိုငါကမျက်နှာထားပြင်းနေမှမာကြီးနဲ့ထားပြီးတော့အဲ့ဒီရန်သူတွေရှေ့မှာတင်မင်းတို့ကို ဆုံးမအောင်မယ်ဆိုပြီးတော့ ဖျားသခင်ကြိတ်မောက်နေပြင်းပြင်းထန်ထန်ကြီးသတိပေးပါတယ်အဲ့ဒီလိုအခါမျိုးကြာရင်တော့မင်းတို့ဒူးနဲ့မြက်ကြီးသုတ်ရမယ်ဆိုတဲ့အတိတ်ပဲပေါ့ရန်သူကလာပြီးတော့အုပ်ဆိုးတာကိုခံရပြီးတော့ဘလူးကမှနောက်ကမလိုက်ဖ ೇನೆ လေမင်းတို့အလိုလျောက်ကိုယ့်အကိုကြောက်ပြီးတော့ထွက်ကြည့်ပြေးနေရလေအောင်မယ်ဆိုပြီးတော့ဖျားသခင်ကသတိပေးလိုက်ပါတယ်မောရှိခေရဲ့နောက်ပိုင်းပရောဖက်တွေဟာဣသရေလလူမျိုးတော်ရဲ့မိုက်မဲမှုတွေအတွက်ဘေးအန္တရာယ်တွေကိုအခုလိုကြိုတင်မြင်ခဲ့ကြပါတယ် ပထမတစ်ယောက်ကတော့ယေရမိသူ့ရဲ့ယေရမိအနာဂတ်ကျမ်းအခန်းကြီး9အငယ်18ကိုကျွန်တော်အခုလို့ကိုးကားဖော်ပြလိုပါတယ်။ထိုသူတို့သည်သင်၏အသီးအနှံနှင့်သင်၏မုံကိုစားကြလိမ့်မည်။သင်၏သားသမီးတို့ကိုလည်းစားကြလိမ့်မည်။သင်၏သိုးနွားတို့ကိုလည်းစားကြလိမ့်မည်။သင်၏စပြက်နွယ်ပင်နှင့်သင်ပေါ်သဖန်းပင်တို့ကိုလည်းစားကြလိမ့်မည်။သင်ခိုဆောင်၍ခိုင်ခံသောမြို့တို့ကိုလည်းတိုက်၍လုကြံကြလိမ့်မည်။ရှင်းနေပါတယ်နော်။ပြီးတော့ပရောဖက်မိခါရဲ့မိခါအနာဂတ်ကျမ်းက အခန်းကြီး6အငယ်15ကိုလေတခါထပ်ပြီးတော့ကြည့်ကြပါဦးမျိုးစေ့ကိုကျဲတော်လဲစပားကိုမရိပ်ရသံလွင်သီးကို နေတော်လဲစီနှင့်ကိုကိုမလင်းရစပြစ်သီးကိုနေတော်လဲစပြစ်ရီကိုမတော့ရတဲ့ဒါတွေအကုန်လုံးဟာဝုပြုရာကြမ်းမာကလေးကပေါ်ပြခဲ့တဲ့စီရင်မှုသတိပေးချက်တီဖြစ်ခဲ့ပါတယ်ဒါကိုပထမအဆင့်စီရင်ချက်အဖြစ်သတ်မှတ်မယ်ဆိုရင်ဒုတိယအဆင့်ကိုဘယ်လိုပေါ်ပြမယ်ဆိုတာကိုကြည့်ကြသေးတာပေါ့ ဝုဒ္ဓယာကျမ်းအခန်းကြီး26အငယ်28မှ20ကိုဖတ်ရှုကြည့်ကြပါစို့ထိုမြတ်လောက်ခံရတော်လဲငါစကားကို နားမထောင်ပဲနေသေးလျင်ပင်တို့အပြစ်ကြောင့်ခொနဆသောဒဏ်ကိုငါပေးအုံးမည်ပင်တို့မာနအစွဲကိုငါချိုးမည်မိုးကောင်းကင်ကိုသံကဲ့သို့၎င်းမြေကြီးကိုကျေးဝါကဲ့သို့၎င်းငါဖြစ်စေသဖြင့်တင်တို့သည်အချီးနှီးစူးစမ်းအားထုတ်ကြလိမ့်မည်တင်တို့မြေသည်မိမိဘန္တာကိုမပေး ဥယင်အပင်တို့လည်းအသီးမပြီးကြ။စောကတော့ငါဖော်ပြခဲ့တဲ့ဒူလာတို့ဖြားနာတို့ထိတ်လန့်ကြောက်ရွံ့တတ်တဲ့အားငယ်စိတ်တို့အဲ့ဓာရင်းနဲ့တောင်မှမမှတ်သေးဘူး။ဆက်ပြီးတော့စကားကိုနားမထောင်ပဲနဲ့နေအောင်မယ်ဆိုရင်တော့အပြစ်ဒဏ်ခုနှစ်ဆခံရမယ်တဲ့။မာနအစွဲကြီးကြိုးကုန်ရမယ်တဲ့။မိုးတွေခေါင်ပြီးတော့ဘလောက်စိုက်စိုက်မစားရတဲ့အငတ်ခံကြရမယ်တဲ့။ဘလောက်ကြောက်စရာကောင်းတဲ့သတိပေးချက်လေ။အခုဆက်ပြီးတော့ဝိပ္ပယချံအခန်းကြီး26အငယ်27 22ကို ထရှိကြည့်ကြပါဦးစို့တင်တော့ဒီငါစကားကိုနားမထောင်ငါကိုဆန့်ကျင်ဘက်ပြုတ်လျင် တင်တော့အပြစ်အလျောက်ခொနဆသောဘေးကြီးကိုငါသက်ရောက်စေမည်တင်တော့ဤသားသမီးများကိုခြီသွွား၍တင်တော့ဤတရိတ်ဆန်များကိုဖျက်ဆီးလျက်တင်တော့ကိုနဲစေခြင်းကသားရဲများကိုငါစေလွှတ်သဖြင့်တင်တော့သွားရလက်မတို့သည်လူစိတ်ညာရာဖြစ်ကြလိမ့်မည်ပထမနှင့်ဒုတိယဒုက္ခတွေတဲ့ပို့ပြီးတော့ကြီးလာတဲ့တတိယဒုက္ခကောင်းကြီးမင်္ဂလာတွေကြောင့်တိုးပွားများပြားနေရာကနေ ဘေးအန္တရာယ်တွေတစ်ခုပြီးတစ်ခုဆက်ရောက်ပြီးတော့ဟော့တော့ဟော့တော့အမျိုးတွေပြုတ်ကုန်နေမယ်။နောက်ဆုံးလူနည်းနည်းလေးကြံ့ရည်တဲ့အထိဖြစ်ကုန်ကြရမယ်တဲ့။တရိတ်ဆန်တို့သားရဲတို့ဆိုတာတွေကိုပါဖော်ပြထားတာတခြားမဟုတ်ဘူး။မင်းတို့လူသားများပြစေသတ္တလောကကိုအုပ်ဆိုးစေဆိုပြီးတော့ကဘာဥတွေကချထားတဲ့ကောင်းကြီးတွေကိုပြန်ရုပ်သိမ်းတာ။ဖျားသခင်ဓာတ်တွေကိုပြန်ပြီးရုပ်သိမ်းတာ ਨੇ အတူတူပဲ။ဖျားသခင်အဲ့ဒီအချိန်က လူကိုဖန်ဆင်းကအစားကပေးခဲ့တဲ့လူစွန်အားတတ်တိကိုပါတခါတည်းချိနဲ့တွားရအောင်လုပ်ပြမယ်ဆိုတဲ့သဘောပဲဒါဟာလေပိတ်ချတွေးလိုက်ရင်ကြောချမ်းစရာမကောင်းဘူးလားဝုပြူရချမ်းအခန်းကြီး26အငယ်23မှ26ထိုတော့ခံရတော့လေသင်တို့ဒီဒရီမယငါကိုစန့်ကျင်ဘက်ပြုသေးရင်ငါဒီလေသင်တို့ကိုစန့်ကျင်ဘက်ပြု၍သင်တို့အပြစ်ကြောင့်ခொနစသောဒဏ်ကိုပေးအုံးမည်ငါပရိညင်ဘက်၌နေ၍တရားစီရင်ရသောဓာဘေးကိုတင်တို့အပေါ်မှာငါတက်ရောက်စေမည် သင်တို့ဒီမြို့ထဲ၌စုဝေးသောအခါကာလနာဘေးကိုငါဆေလွတ်၍ရန်သူလက်သို့ရောက်စေမည်သင်တို့၏အစာအာဟာရအထောက်အပံ့ကိုငါဖယ်ရှားသောအခါမိမတကြိတ်တို့သည်သင်တို့၏မုံကိုမိဖို့တဖို၌ဖုတ်ပြီးမှထိုမုံကိုချိန်ပေးသဖြင့်သင်တို့သည်ဝါစွာမစားရကြခொနစ်ကနန်းကိုတခါထပ်ပြီးသုံးလိုက်ပြန်ပါလေအချိန်ကာလမှာသုံးသလိုရောက်ရမဲ့ဒုက္ခကိုလည်းခொနစ်ဆထပ်တိုးပြီးတော့ခொနစ်ကနန်းသုံးပြီးဖော်ပြလိုက်တယ် ရန်သူတွေကမင်းတို့ကိုထိုးဖောက်မယ်။အဲ့ဒီအချိန်မှာကာလနာကပါအပိုဆောင်းပြီးတော့ယော့ပါလာလိုက်မယ်တဲ့။ဘယ်နှစ်ခုသက်သာတာရှိလဲ။တစ်ခုမှမသက်သာဘူး။အဲ့ဒီလိုနဲ့ရန်သူလက်ထဲရောက်တဲ့အထိတောက်လျှောက်ကိစ္စတွေတခါတည်းများတော့တာပဲ။ပရောဖက်ယေဇကျေလရဲ့အနာဂတ်ကြံ့မှာဆိုထားတဲ့အချက်ကတော့သုံးပုံတပုံကယောဂါတွေနဲ့သေမယ်။သုံးပုံတပုံကတားနဲ့သေမယ်။သုံးပုံတပုံကတော့အကုန်လုံးပြည်လျင်သားဖြစ်ပြီးတော့ပြန့်နှံ့ကုန်ကြရမယ်တဲ့။ ဒါကိုယေဇကျေလအနာဂတိကျမ်းအခန်းကြီး9အငယ်7မှာတွေ့နိုင်ပါတယ်။ဟေရှာယယေရမိယေဇကျေလဆိုတဲ့ပရောဖက်ကြီးသူယောစလုံးသူပြိုင်ဖော်ပြထားတာကတော့ငတ်မို့ခေါမခြင်းပေးတယ်။ဒါတွေကိုဣသရေလရဲ့ရှေးခေတ်သမိုင်းကြောင်းမှာအကုန်လုံးကျွန်တော်တို့တွေ့ခဲ့ရပြီးပြီ။သမိုင်းစာမျက်နှာတွေဟာခိုင်မာတဲ့သက်တည်များအဖြစ်ထင်ရှားစွာပေါ်ထွက်ခဲ့ပြီးပါပြီ။ဒီအနာဂတိကျမ်းတွေဟာအခုကျွန်တော်တို့အသက်ရှင်ရတဲ့ခေတ်ကနေဆက်ပြီးတော့ရှေ့သို့မျှော်ကြည့်မယ်ဆိုရင် အနာဂတ်လို့ခေါ်နိုင်တဲ့ကဘာမြေကြီးအဖို့နောက်ဆုံးသောကကလာအချိန်မှလည်းအခုအတိုင်းပဲထပ်မံရင်ဆိုင်ရအောင်မယ်ဆိုတာကိုဗျာဒိတ်ကျမ်းမှာဆက်ပြီးတွေ့ရပါလေဦးမယ်။ကြိုတင်လေးလာလူသူများအတွက်ဗျာဒိတ်ကျမ်းအခန်းကြီး6ကိုဖတ်ရှုကြည့်ကြပါရောလို့အကြံပြုလိုက်ပါရစေ။ဝုပြုရကျမ်းအခန်းကြီး26အငယ်29မှ32ထိုမြောက်လောက်ခံရတော့လဲငါစကားကိုနားမထောင်ငါ့ကိုဆန့်ကျင်ဘက်ပြုသေးလျင်ငါဒီလေအမျက်ထွက်၍တင်းတို့ကိုဆန့်ကျင်ဘက်ပြုသည်ဖြင့် ။တင်တို့အပြစ်ကြောင့်ခொနဆသောဒဏ်ကိုပေးဦးမည်။တင်တို့သည်ကိုသားသမီးတို့၏အသားကိုစားရကြလိမ့်မည်။တင်တို့မြင်သောအရက်များကိုငါဖြိုဖျက်၍ရုတ်ထုဆင်းတုများကိုခုတ်လှဲမည်။တင်တို့အသေးကောင်များကိုရုတ်ထုဆင်းတုအသေးကောင်ပေါ်မှပစ်ချ၍တင်တို့ကိုဆက်ဆုပ်ရွံရှာမည်။တင်တို့မျိုးများကိုငါဖျက်ဆီး၍ဖန်ရှင်းရာဌာနတော်ကိုတုတ်တင်ပယ်ရှင်းသဖြင့်တင်တို့နန်းသာပေါင်းအမွှေးအကြံကိုငါမနှမ်း။တပြီလုံးကိုသုတ်တင်ပယ်ရှားသောအမှုကို ထိုပြည်၌နေသောသင်တို့၏ရန်သူတို့သည်မြည်၍မိန်မောတွေ့ဝေကြလိမ့်မည်။ကို့သားသမီးအစားကိုတောင်မှငတ်လွန်အားကြီးတော့ပြန်စားရတယ်ဆိုရဲဘဝ။သိုးလိုက်တဲ့အဖြစ်ကြံ့ညံဖမှန်ဒီစကားဒီမှာသုံးတယ်လို့မတွင်းနဲ့။ဖြစ်ကိုဖြစ်ခဲ့ရဘူးတဲ့။မယုံရင်ဓမ္မရာဆိုရင်သရုတ်ထဆောင်မှာပြန်ဖွင့်ကြည့်။အခန်းကြီး6အငယ်24ကနေစပြီးဖတ်နိုင်ရင်အသေးစိတ်တွေကိုကြက်သိမ်းထအောင်တွေ့ရပါလိမ့်မယ်။အဲ့ဒီကျမ်းမှာရှမာရီဆိုတဲ့ စမာရိယကိုရှူရီလို့ခေါ်တဲ့စီးရီးယားတက်ကြီးဝိုင်းတဲ့အချိန်ငတ်လွန်းလို့အယူမှုတွေဖြစ်ကုန်တဲ့အကြောင်းတွေကိုအသေးစိတ်တွေ့ရပါလိမ့်မယ်။အဲ့ဒီအတိုင်းပဲပေါ့ခရစ်တော်မပေါ်ခင်နှစ်900ကျော်600လောက်အချိန်မှာအခုအီရတ်တို့ရဲ့ရှေးဘာဘူးလုံနိုင်ငံဘေဘီလွန်ဆိုတဲ့ empire ကြီးဟာနေပုခ္ခနေစာဆိုတဲ့ဘရင်ကြီးအုပ်ချုပ်နေတဲ့အချိန်ပေါ့အဲ့ဒီနေပုခ္ခနေစာစစ်တပ်ကြီးဟာလေယေရုရှလင်မြို့တော်ကြီးကိုလာပြီးတော့ခြေမုံခဲ့တာကို ဣသရေလတွေဘလောက်ခံလိုက်ရတယ်ဆိုတာဟာအဖေရဥရလောက်အောင်ကျွန်တော်တို့သမိုင်းမှာမြင်ရတယ်။ဒါကိုတော့ယေရမိမိတန်းစကားအခန်းကြီး1အငယ်20ရယ်အခန်းကြီး4အငယ်30တို့ရယ်မှာအထင်ရှားကျွန်တော်တို့ဖတ်ရှုနိုင်ကြမှာဖြစ်ပါတယ်။ယေရမိမိတန်းစကားအခန်းကြီး1အငယ်20အခန်းကြီး4အငယ်30တို့မှာဖြစ်ပါတယ်။တခါပြီးတော့ယောမဘယင်ကြီးတိုက်တက်စ်နဲ့ယောမတက်ကြီးဟာခရစ်တော်ပေါ်ထွန်းပြီးတဲ့နောက်ပိုင်း အနည်း40လောက်အချိန်မှာအစ္စရေလနိုင်ငံလုံးကိုဝင်ပြီးတော့မှုံမှုံညံ့ညက်ကြေအောင်လှုပ်ပစ်ခဲ့တယ်ဆိုတာဟာလေကမ္ဘာသမိုင်းစာမျက်နှာတစ်ခုပဲဖြစ်ပါတယ်။ဒါဟာဘယ်သူမှမငင်းနိုင်တဲ့အဖြစ်မှန်တွေဖြစ်တယ်။ဘုရားသခင်ဟာဝတ်ပြုရာကြံကြတဲ့ကကြိုတင်သတိပေးထားခဲ့တဲ့အချက်တွေဖြစ်တယ်။ဒါတွေအကုန်လုံးဟာအထင်ရှားတည်ခဲ့ရပြီးပြီ။သူ့ရဲ့အပြစ်ဒဏ်စီရင်ချက်တွေပဲဆိုတာကိုသတိရကြဖို့ဖော်ပြလိုက်ပါရစေ။ဝတ်ပြုရာကြံအခန်းကြီး26အငယ်33 ဖာဒနာပလူတို့တွင်သင်တို့ကိုအယက်ရက်ငါကွဲပြားစေ၍ဓာမိုးလျက်လိုက်မည်သင်တို့ပြည်ပြီးလဲလူစိတ်ညံလျက်မြို့ပြီးလဲပျက်စီးလျက်ရှိလိမ့်မည်အဲဖျားသခင်မောရှိခင်မှာကြိုတင်ပြီးခြားခဲ့တဲ့စီရင်ချက်ဒီစီရင်ချက်အတိုင်းပြည့်မပြည့်ဆိုတာကိုတော့ကျွန်တော်မပြောဘူးအခုဖတ်ပြမယ်ကမ္ဘာသမိုင်းအချင်းချုပ်ကိုသာနားထောင်ကြပြီတော့ပါလက်စတိုင်းသည်အေယာမဘာသာကြီးနှစ်ခုဤဇာတိမြေဖြစ်၍ခိသိအစ္စရေလဤနိုင်ငံတော်ဖြစ်လာသည် ကြိုက်ခိုက်ခံရခြင်းအောင်မြင်ခြင်းအရှုံးပေးရခြင်းတွေးရောရှက်တင်ဖြစ်ခြင်းများနှင့်ပြေဝသောဒေဝဖြစ်၏ယခင်ကခါနန်ပြည်ဟူ၍ခေါ်ဝေါ်ခဲ့ပြီးပါလက်စတိုင်းသည်သမာကျမ်းစာမှာဖော်ပြသောဖိလိတိမှ ပြောင်းလဲခေါ်ဝေါ်ခြင်းဖြစ်ပြီးခန့်မှန်းကြီး BC 1500ခန့်၌ဣသရေလတို့အခြေချပြီးနောက် BC 1000ခန့်တွင်ဘုရင်စနစ်စတင်ကျင်းသုံးခဲ့ပြီးမကြာမီ တိုင်းပြည်မှာလက်ချံကွဲ၍ယူရာနှင့်ဣသရေလဟူ၍ခြားနားသွားသည် ထိုမှဆ၍ Assyrians, Babylon, Egypt, Persian, Macedonians, Yomane, Byzantine တို့၏အလှဲ့ကျလူရဲမှုကိုအကျဉ်းခံရပြီ။ AD 645ခုနှစ်တွင် Byzantine Christian တို့ထမအာရဗ်တို့လက်လို့ကျသွားပြီးနောက်1099ခုနှစ်တွင်အာရဗ်တို့ထမဥရောပခရစ်ယာန်များကပြန်၍သိမ်းပိုက်ပြီ။ဘရင်စနစ်ကိုခိတ္တခဏပြန်လည်ထူထောင်သည်။သို့သော် နှစ်တရာမပြည့်မီမွတ်စလင်တပ်များကဝင်ရောက်စီးနင်းပြီးအီဂျစ်မမ်မီလုခ်စ်လူမျိုးတို့ကအုပ်ချုပ်ခဲ့ပြီး1536ခုနှစ်တွင်အီဂျစ်တို့မှတဆင့်တူရကီ၏ထံသို့အာဏာလွှဲပြောင်းခဲ့ပြီးမှ1938ခုနှစ်ပထမကမ္ဘာစစ်၌အင်္ဂလိပ်တို့တူရကီအားမောင်းထုတ်နိုင်ပြီးအချိန်တိုင်အောင်ဖြစ်လေပြီ။ gain အဲ့ဒါကတော့လူမျိုးတော်ဣသရေလရဲ့ဖြစ်ရမှန်ပဲ။ဒါတော့ ောင်းကြီးမင်္ဂလာတွေကိုမျက်နှာလိုက်ပြီးဘုရားသခင်က ပေးခဲ့သလားမပေးတဲ့ကောနေသလားရှင်းနေပါလေကျွန်တော်အချင်းချင်းဖွင့်ဆိုခဲ့တဲ့အတိုင်းကဘာသူကဘာသားတွေကိုဘုရားသခင်ကိုသိနာလေဖို့နဲ့ခရစ်တော်အကြောင်းသွန်သင်ဖို့အတွက်သာဓမ္မစက္ခုံပေါ်သူ့ကိုရွေးပြီးတော့ကောင်းကြီးပေးတာပေးတာတခြားလိုအပ်လို့ပေပေနေနေဆုံးမပြစ်เสียရှိရင်လေဆုံးမပြစ်ခဲ့တဲ့ဆိုတာကိုဘယ်သမိုင်းပညာရှင်ညှင့်နိုင်ကြလေညည့်ရဲ့တလေသာသနာပလူတို့ သို့မဟုတ်ဖျားသခင်ကိုမကိုးကွယ်တဲ့တခြားနိုင်ငံတို့တွင်အယက်ယက်ကွဲပြားစေမည်တဲ့ဟုတ်မဟုတ်ဘုသူတရှိတဲ့လူတွေပါမေ့ကြည့်ပြီးတော့မြန်မာပြည်အထိရောက်တယ်တရုတ်ပြည်အထိရောက်တယ်အကုန်ကွဲပြားပြန့်လွင့်ကုန်လိုက်တာဒီကနေ့မြန်မောက်အချိန်အထိအစ္စရေးလ်ဟာသူ့ဂျူးလူမျိုးတွေပြန်လာပြီးတော့အခြေချကြပါတော့ဆိုပြီးတော့ဖိတ်ခေါ်နေရတဲ့ဘဝရောက်နေတယ်ဒါဟာဖျားသခင်ဟာသူပြောခဲ့တဲ့အတိုင်းသူစီရင်ခဲ့တယ်ဆိုတာကိုဘယ်သူမှညှင်းနိုင်မဲ့ အချက်မဟုတ်ဘူးလို့ကျွန်တော်ဒီနေရာမှာအခိုင်အမာတင်ပြလိုက်ပါစေဆက်ပြီးတော့ကြည့်ပါဦးဝိပုယျာကျမ်းအခန်းကြီး26အငယ်34နဲ့35ထို့သောတင်တို့သည်ယံသူပြည်၌နေ၍ကိုပြည်သည်လူစိတ်ညာလျက်နေသော ကာလပတ်လုံးညင်ဝတ်စွာ နေ၍မိမိဥပုပ်နေတို့၌မွေးလျော်ရလိမ့်မည်လူစိတ်ညာလျက်နေရသော ကာလပတ်လုံးညင်ဝတ်လိမ့်မည်တင်တို့ရှိနေသောအခါဥပုပ်နေတို့၌ပြည်ပြည်မငြိမ်မိုးရဘေဘီလုံလို့ခေါ်တဲ့ ဒီကနေ့အီရတ်ရဲ့ရှေးနိုင်ငံတော်ကြီးကအစ္စရေလကိုဝင်သိမ်းပြီးတော့တပြည်လုံးကိုကျိုးတုပ်ခေါ်သွားကျွန်လုတ်ခဲ့တာဟာအဲ့ဒါပါပဲမင်းတို့ကရန်သူပြည်မှာနေနေရတော့အချိန်မှာမင်းတို့ပြည်ဟာပြည်ဥပုပ်ကို သူ့ဖာသာသူစောင့်နေမယ်တဲ့ကြောက်စရာကောင်းလိုက်တယ်အမေလူမဟုတ်ဘူးနော်ဘုရားသခင်ဖန်ဆင်းထားတဲ့မြေကြီးအဲ့ဒီမြေကြီးကသူ့ဥပုပ်ကိုသူစောင့်မယ်တဲ့အဲ့ဒါမမှန်ဘူးလားသွေးထွက်အောင်မှန်တယ်ဘုရားသခင်ကခုနှစ်မှာတစ်ခါ လေမလို့ရဘူးအသီးမဆွတ်ဖဲနဲ့ပြီဥပုပ်ဆိုတာကိုစောင့်ရမယ်လို့မှားထားတာကိုနှောင်းပိုင်းမှာဣဒရေလလူမျိုးတွေကမချိမဲ့မြင်ပြုခဲ့ကြတယ်။ခုနှစ်နှစ်မှာတချင်လေမလို့ရဘူးဆိုတဲ့ကြတဲ့ကလှုပ်ဖြစ်အောင်လှုပ်တယ်စိုက်ဖြစ်အောင်စိုက်ပြီးတော့စားပြစ်အောင်စားတယ်။ဒဲနှစ်နှစ်အဲ့ဒီဥပုပ်ကိုမဆောင်မဲ့ဥပုပ်ကျိုးခဲ့ကြတယ်လေဆိုတော့တွက်ကြည့်ဖြစ်ပေါင်း490ရှိတယ်။ခုနှစ်နှစ်တချင်ဆိုတော့ဥပုပ်နှစ်ပေါင်း90ပြက်ကွက်တယ်မဟုတ်ဘူးလား။နှစ်ပေါင်း90ပြက်ကွက်ထားတယ်။အဲ့ဒီမှာ မင်းတို့ကမင်းတို့မြေကိုဥပုပ်မဆောင်ခိုင်းတော့ငါကဒီမြေကိုငါကိုယ်တိုင်နှစ်80ဥပုပ်ပြန်ဆောင်ခိုင်းမယ်ဟေးဆိုပြီးတော့အဲ့ဒီလူမျိုးတော်ကိုကျွံဘဝမှာနှစ်80တိတိပို့ထားလိုက်တော့တာပဲမရှင်းဘူးလားဟုတ်တယ်ဣသရေလတွေဟာအဲ့ဒီဘေဘီလိုနီယန်ဘုရင်ကြီးနေဘုခနေစာစီမှာနှစ်80တိတိကျွံခံခဲ့ရပါတယ်ဒါဟာသမိုင်းမှာသမာကျမ်းစာမှာထင်ထင်ရှားရှားမြင်မြင်ရင်တော့ ရာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး36အငယ်27ကိုသာကြည့်ကြပြီတော့လို့တင်ပြလိုက်ပါရစေ။ဝုပြဝါကျမ်းအခန်းကြီး26အငယ်36မှ39ရန်သူပြည်မှကြံ့ကျင်းသောသင်တို့စိတ်နှလုံးတည်းသို့ထိတ်လန့်သောသဘောကိုငါပေးသွင်းသဖြင့်သိရွယ်လှုပ်သံကြောင့်သင်တို့သည်ကြောက်၍ဒါပေမှပြေးတဲ့ကဲ့သို့ပြေးကြလိမ့်မည်။အဘယ်သူမျှမလိုက်တော်လဲလဲကြလိမ့်မည်။အဘယ်သူမျှမလိုက်ဖဲဒါပေမှပြေးသောသူကဲ့သို့တယောက်အပေါ်မှာတယောက်လဲကြလိမ့်မည်။ ရန်သူရှေ့မှာရက်နိုင်သောတကောမရှိရ။ရန်သူပြည်သည်တင်တို့ကိုမျိုးစား၍သာသနာပလူတို့တွင်ဆုံးရှုံးကြလိမ့်မည်။ကြံကျင်းသောတင်တို့သည်ရန်သူပြည်၌ကိုအပြစ်ဘိုးဘတို့အပြစ်ကိုခံရက်ဘိုးဘနှင့်တကွအားလျော့ကြလိမ့်မည်။ကျွန်တော်စောစောကပြောခဲ့တဲ့အတိုင်းဂျူးတွေဟာကဘာအရရက်ကအခြားဘာသာကိုကိုးကွယ်တဲ့အဖိုင်းဝိုင်းတွေကိုရောက်သွားတာကတော့ရှင်းနေပြီ။ရန်သူရှေ့မှာရက်တည်နိုင်တဲ့တကောတောင်မှ မရှိတဲ့အဖြစ်ဆိုတာကတော့မရှင်းဘူးလားဒုတိယကဘာစစ်တုန်းကနာဇီဆိုတဲ့ဟစ်တလာဥဆောင်တဲ့လက်ဝဲရင်းလူမျိုးရေးဝါဒီတွေဘာလုပ်ခဲ့တယ်လဲဥရောပတလွှားကဂျူးတွေကိုအကုန်ဆွဲခေါ်ပြီးတော့တတ်ပစ်ခဲ့တာလေ၆သန်းကျော်တည်ခဲ့ရတယ်ဆိုတာမေ့လို့မရနိုင်ဘူးဒီကနေ့တည်းအထိဂျူးဆန့်ကျင်ရေးစိတ်သက်ဆိုတာဟာကမ္ဘာမှာပြန့်နှံ့နေစေဖြစ်တယ် anti semitism လို့ခေါ်တဲ့လှုပ်ရှားမှုတွေနဲ့ပြေပြောနေတဲ့အနာဂတ်ဆိုတာဟာလေမှန်းလို့မရနိုင်ဘူးပေါ်ပေါက်ချင်းပေါ်ပေါက်နိုင်ရဲ့ ဒါဟာတနည်းအားဖြင့်ဘိုးဘားတို့အဖြစ်ကိုခံရက်ဘိုးဘားနဲ့တကွအားလျော့သွားရတဲ့အဖြစ်လို့ဝင်းဝင်းကြီးဖော်ပြလိုက်တာပဲမဟုတ်ဘူးလားအဲ့ဒီနာဇီတွေကိုလေဖျားသခင်လူတွေလို့သွားပြီးတော့မပြောနဲ့အခြေခံစနစ်ကိုစဉ်းစားကြည့်ကဘာပေါ်မှာငါတို့အမြင့်မြတ်ဆုံးဆိုတဲ့မာနကနေလာတဲ့စနစ်ဘယ်လိုလုပ်ပြီးဖျားသခင်ဘက်တော်သားဖြစ်နိုင်မလဲဒါဟာသာသနာပလူတွေပေါ့သူတို့ကိုသူတို့လူမျိုးတော်ဆိုပြီးတော့မာနထားတဲ့ဣသရေလသူတို့တဲ့ဆိုတဲ့မာနသမားတွေနဲ့လည်းတွေ့ရော လဲနေလေအောင်မြင်းဆောင်မကြံလိုက်ဖမ်းပြီးတော့အရှင်လက်လက်အသက်ခံရတယ်။သူတို့တွေဘလောက်အာရော့သွားကြရတယ်ဆိုတာကတော့အဲ့ဒီအချင်းစခန်းတွေကဓာတ်ပုံတွေကိုသာစာနယ်ဇင်းတွေမှာရှာဖွေကြည့်ကြ။လန်ကွတ်တီနဲ့တမျိုးတချို့လဲဘောင်းမီတူလေးတွေနဲ့တချို့လဲအယိုးပြန်ရိုင်းစိတ်မသက်သာစရာအဖြစ်ဆိုးတွေတွေ့ကြုံခဲ့ရတယ်ဆိုတာဟာပမိုင်းအထောက်ထားအရာရှင်းနေတယ်မဟုတ်ဘူးလား။ဒီအဖြစ်တွေကိုနိုင်ငံရေးနဲ့နှီးနွယ်လို့ကျွန်တော်ပြောရတာအော်နှလုံးနာပါတယ်။ဒါပေမဲ့ဝုတ်ပြည့်ရကျန်းဟာ ဒီကနေ့အထိခင်မိနေတယ်တက်တိမှန်ကန်နေတယ်ဆိုတာကိုတက်ဖေပြခြင်းလို့ထည့်ပြီးပြောရတာပါပဲဘိုးဘေးတို့အားပြုသောပရိညင်များကိုအောက်မေချောင်းအတီးပြုခြင်းဆိုပြီးတော့ဆက်လက်တင်ပြပါရစေအောင်သူစကားနားမထောင်ကန်နဂောစလုတ်တဲ့ဣသရေလခံစားရတဲ့အပြစ်ဒဏ်တွေအကြောင်းတော့ပြောခဲ့ပြီးပြီအဲ့ဒီလိုသမိုင်းတစ်လျှောက်မှာ anti semitism လို့ခေါ်တဲ့ဂျူးမုန်ဒီရဲ့ဝါဒကြီးနဲ့တောက်လျှောက်ကြုံခဲ့ရတဲ့ဣသရေလမျိုးပြုတ်တယ်ဘယ်နှခါရှိတယ်လဲ ပိန်လိုက်ဖောင်းလိုက်နေတဲ့ဒီဓမ္မစင်ကြီးပေါ်မှာမမမမယက်တီနေသေးတယ်။နောက်လဲအစင်တစိုက်ယက်တီပွားမှာအသေးချာပဲလို့ကျွန်တော်အာမခံရတယ်။ကျွန်တော်ဘာကြောင့်ဒီလိုပြောတယ်လဲ။ဝုတ်ပြုတ်ရကျန်းကြောင့်ပြောလိုက်တာပေါ့။ဒါကိုအခုကြားရပါတော့မယ်။ဝုတ်ပြုတ်ရကျန်းအခန်းကြီး26အငယ်40မှ44တို့ရာတွင်သူတို့သည်ငါ့ကိုပြစ်မှား၍ငါ့ကိုဆန့်ကျင်ဘက်ပြုသောကြောင့်ငါသည်သူတို့ကိုဆန့်ကျင်ဘက်ပြု၍ရန်သူပြည်သို့ပို့ဆောင်သောအကြောင်းများနှင့်တကွ ကိုအဖြစ်ဘိုးဘတို့အဖြစ်များကိုဖော်ပြတောင်းပန်ခြင်း၎င်းအရေးပြားလှီးခြင်းကိုမခံသောမိမိတို့နှလုံးကိုနှိမ့်ချ၍မိမိတို့အဖြစ်ကြောင့်ခံရသောဒဏ်ကိုဝန်ခံခြင်း၎င်းငါသည်ယာကုပ်နှင့်ပြုသောဗြိညင်းဣဇက်နှင့်ပြုသောဗြိညင်းအာဗြဟံနှင့်ပြုသောဗြိညင်းကို၎င်းထိုပြည်ကို၎င်းကအောက်မေ့မည်ထိုပြည်သည်လူတို့လက်မှလွတ်၍သူတို့မရှိဘဲလူစိတ်ညာလျက်နေစဉ်တွင်မိမိဥပုပ်နေတို့၌မွေးလျော်လိမ့်မည်သူတို့သည်ငါစီရင်ထုံးဖွဲ့ချက်များကိုယွန့်ရှား၍ မတိမဲ့မည်ပြုသောအပြစ်ကြောင့်ခံရသောဒဏ်ကိုဝန်ခံရကြလိမ့်မည်။သို့ရာတွင်ရန်သူပြည်၌နေကြသောအခါသူတို့ကိုရှင်းရှင်းဖြည့်ဆည်း၍သူတို့နှင့်ငါပြုသောဗြိဉ္ဉ်ကိုပယ်ပြီးတိုင်အောင်သူတို့ကိုငါမစွန့်မပြစ်မယွံရှာ။ငါသည်သူတို့၏ဖျားသခင်ထာဝရဖျားဖြစ်တော်မူ၏။ပြုတော်မူသောဗြိဉ္ဉ်တွေကိုတော့အမြဲအောက်မိမယ်။ဒါပေမဲ့မင်းတို့ပြန်ပြီးတော့တောင်းပန်အသနာခံနောက်သားရကြရမည်လေ။ဒါဟာဒီအမိန်မချခင်ကတည်းက အဲဂုတ်ထုနိုင်ငံကနေပြီးတော့ကျွန်ဘွားကထုတ်ဆောင်ပေးခဲ့တဲ့လက်တွေ့သင်ခန်းစာရှိနေတာပဲမဟုတ်ဘူးလားအထူးအကျဲချဲ့ပြီးတော့တက်သေးထင်ရှားအောင်တင်ပြဖို့လိုတော့မှာမဟုတ်ပါဘူးထွမြောက်ရချမ်းအခန်းကြီး2အငယ်24 25တွေမှာအထင်ရှားကျွန်တော်တို့တွေ့ခဲ့ရပြီးသားပါမိတ်ဆွေများခင်ဗျာဓမ္မသမိုင်းအတွက်ရွေးချယ်တော်မူသောလူမျိုးတော်ရဲ့အဖြစ်အနစ်တွေဟာဒီလူမျိုးအားဖြင့်ဘုရားသခင်ရဲ့အကြောင်းကိုကျွန်တော်တို့သိနိုင်ဖို့ဖြစ်တယ်ဆိုတာကိုကျွန်တော်အထက်ထပ်တင်ပြခဲ့ပြီးပါပြီ ဣသရေလလူမျိုးတော်မှာထင်ဟပေါ်လွင်တဲ့အပြစ်ဒဏ်စီရင်ခြင်းမျိုးတွေဟာကျွန်တော်ဘဝတွေမှာကောမရှိဘူးလားပြီးတော့ဒီအပြစ်ဒဏ်များကနေလွတ်မြောက်ခြင်းအခွင့်ဆိုတာကရောလိုက်မလာပဲနဲ့အမြဲတမ်းအမှောင်ကွဲနေသလားဒုက္ခကြီးပဲထာဝရဆိုင်ရှိနေသလားမဟုတ်ပါဘူးကျေးဇူးတော်သည်အစဉ်တစိုက်ရှေးတန်းကနေပေါ်လွင်နေစမြဲပဲလို့ဒီနေရာမှာကျွန်တော်တင်ပြလိုက်ပါစေတို့ရတွင်ရန်သူပြည်မှာရှိနေတော့သူတို့ကို ရှင်းရှင်းမဖြတ်စီဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ ပရိညင်ကိုပယ်တဲ့အဆင့်အထိသူတို့ကိုငါမမုန်းနိုင်ဘူးမယွန်ရှာနိုင်ဘူးဆက်ဆုပ်မသွားနိုင်ဘူးတဲ့ငါဟာသူတို့ရဲ့ဘုရားသခင်ထာဝရဘုရားဖြစ်တယ်တဲ့ဘုရားသခင်ကအဲ့ဒီလိုပြောတယ်အလွန်မှတ်သားဖို့ကောင်းတဲ့ကြမ်းမိုင်းကလေးလို့ကျွန်တော်ခန်းစားမိပါတယ်ဒါကြောင့်ကျွန်တော်ကသင်သိရသောတမန်ကျမ်းတွေကရတဲ့သင်ခန်းစာဝိပုယျကျမ်းကရတဲ့သင်ခန်းစာပေါ်မှာမူတည်ပြီးတော့ဒီဓမ္မရာဇဝင်တွေကရွေးကောက်ထားတဲ့လူမျိုးဘယ်နည်းနဲ့မှမျိုးမပြုတ်နိုင်ဘူးလို့ပြောတာ အဲ့ဒီဂျူးစန့်ကျင်ရေးတွေတဲမှာလေမစီမဆိုင်ခရိယန်တွေဝင်ပြီးတော့မပါနဲ့သူတို့မဟုတ်တာလုပ်ရင်ဖျားသခင်သူ့အတူစီရင်လိမ့်မယ်မသိခြင်းဟန်သာဆောင်းနေလို့ပြောနေတာပါပဲတချိန်ထဲမှာဂျူးတွေအနေနဲ့ကလေသင်သိရသောသမားကျမ်းကိုတိတိကျကျဖတ်ပြီးတော့အတိတ်သမိုင်းသင်ခန်းစာများကိုအလွန်ရယူတိုက်လာပါကြောင်းကျွန်တော်တင်ပြလိုက်ပါစီသတ်စင်တင်ပြလိုတာကတော့လူသားမှန်သမျှတို့ဟာလေအသက်ရှင်တော်မူသောဖျားသခင်ကို ဒီဖြစ်ရသမိုင်းပေါ်မှာမူတည်ပြီးတော့မှန်မှန်ကန်ကန်ရှာဖွေနိုင်ကြပါစေကိုယ့်ရဲ့ခန္ဓာကိုယ်ကိုယ့်ရဲ့စိတ်ဝိညာဉ်ကို သူစွာပိုင်သောအုပ်ဆိုတယ်ကိုယ်နေထိုင်တဲ့ကဘာကိုသူစွာပိုင်သောအုပ်ဆိုတယ်ဒီစัจ java လာအနန္တကိုသူလုတ်တယ်သူအုပ်ဆိုးတယ်ဆိုတာကိုအကျွင်းမဲ့စင်ကျင်နားလည်နိုင်ကြပါစေလို့ကျွန်တော်စေတနာဆန္ဒများစွာနဲ့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်အခုအချိန်မှာတော့ဝုပြုရာကျမ်းရဲ့အဆုံးသတ်ပိုင်းကိုရောက်ရှိလာပါပြီဝုပြုရာကျမ်းအခန်းကြီး26 အငယ်45-46ငါသည်သူတို့၏ဘုရားသခင်ဖြစ်အံ့သောငါသာသနာပလူတို့မျက်မှောက်၌အေဂုတ်ထုပြီးမှငါလှုပ်ဆောင်သော သူတို့ဘိုးဘေးနှင့်ငါပြုသောပရိညင်ကိုသူတို့အတွက်ငါအောင်းမေမည်ငါသည်ထာဝရဘုရားဖြစ်သည်ဟုမိန့်တော်မူ၏ဤ၍ကထာဝရဘုရားသည်သီနာတောင်ပေါ်မှဣသရေလအမျိုးသားတို့အဖို့မောရှိလက်တွင် ထားတော်မူသောစီရင်ထုံးဖွဲ့ချက်ပြည့်ညက်တရားဖြစ်သည်မိတ်ဆွေတော်တတ်ရှင်အပေါင်းတို့ခမညာ အာရန်ဧဝတို့ကနေစခဲ့တဲ့အပြစ်တရားဟာလူပေါင်းအဖွဲ့အစည်းတရက်လုံးကိုဝါမျိုးပွားခဲ့ပါတယ်ဒီထဲမှာဣသရေလလည်းမလွတ်ပါဘူးဘဲဖက်ရှိလူသားမှလည်းမလွတ်နိုင်ဘူးဆရာကိုကျွန်တော်စွဲမြဲစွာခံယူသဘောပေါက်ကြဖို့လိုပါတယ်ဒီဇာတိပဂရိအပြစ်နဲ့ထုံနှောင်ဖွဲ့တဲ့လူလောကမှာကိညာတရားများနဲ့အပြစ်ဖြေရာဝတ်ပြုခြင်းဆိုတာကိုဣသရေလလူမျိုးအားဖြင့်ဘုရားသခင်သတ်မှတ်ချထားပေးခဲ့ပါတယ်ဒါကိုဝတ်ပြုရာကျမ်းမှာတစ်ချက်လုံးတွေ့ကြရပြီးပါပြီ ဒါပေမဲ့ဣသရေလဟာဒီပြည့်ညက်တရားတွေကိုပြည့်မီအောင်မလိုက်နိုင်ဘူးဆိုတာကိုအခုဘုရားသခင်ချမှတ်သောဥပဒေတွေရဲ့အကြောင်းရယ်ဒီဥပဒေတွေကြောင့်လက်တွေ့မြင်ခဲ့ရတဲ့လူမျိုးတော်ရဲ့အဖြစ်အနစ်အကြောင်းတွေရယ်နဲ့ကျွန်တော်ဟာထင်ထင်ရှားရှားစင်ရင်တုံတရားထားပြီးမြင်တွေ့နိုင်ပြီလို့ကျွန်တော်အလေးနဲ့ယုံကြည်မိပါတယ်။ဘာပဲပြောပြောဘိုးဘေတို့စီမှာချထားတဲ့ဗရိညင်နဲ့အညီအပြစ်ဒုစရိုက်ကြောင့်ခံစားရဒုက္ခဝေဒနာတွေကြားကနေပြီးတော့ ဖခင်သခင်ကအစင်ကဲမသနာရပြန်နေဆိုတာကိုကျွန်တော်ရင်ဝယ်ပိုက်ကြအောင်မှာဖြစ်ပါတယ်။ဆာလံဆရာကဖွဲ့ဆိုခဲ့တဲ့အတိုင်းတန်ရှင်သောနာမတော်ကိုချီးမွမ်းကြလော့အမျက်တော်သည်ခဏထက်ဤကျေးဇူးတော်မူကားတစ်ဖက်လုံးတည်ဤညဦးရ၌ငိုကြွေးခြင်းသည်လာ၍တဲခိုဤနန်း내ရ၌ကပီကင်းဆိုရသောအခွင့်ရှိဤအဲ့ဒီဆာလံဆရာရဲ့လင်္ကာဟာကျွန်တော်တွေကိုအပြစ်မှောင်မိုက်ခဲကနေဖျားသခင်ရဲ့မေတ္တာတော်အလင်းရောင်ကိုလှမ်းပြီးမြင်နိုင်ဖို့ အစင်အမြဲသွန်သင်နေတယ်လမ်းပြနေတယ်လို့ကျွန်တော်ခန့်ယူပါတယ်။ဆာလံဆရာဟာဒီလင်္ကာကို30ခုမြောက်သောဆာလံမှာဆက်ဆိုခဲ့ပါတယ်။အငယ်၄နဲ့၅မှာတွေ့ရတဲ့အချက်များလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုပြုတော်မူသောကျေးဇူးတော်ကိုရစ်တွေ့ရင်းနဲ့သတိထားရမယ်အချက်ကတော့ကိုတော်ကိုအဟစ်ခေါ်မီတန်တရရမယ်ကိုတော်ကိုချီးမွမ်းရမယ်အောင်းမေးရမယ်ငောင်တတရားရှိရမယ်ဆိုတာတွေကိုဒီလင်္ကာထဲမှာပဲတစ်ဆက်တစ်ဆက်တည်းတွေ့ရပါလိမ့်မယ် ဣသရေလနဲ့တကွကျွန်တော်လူဘဝဟာငါစကားကိုနားမထောင်ငါကိုဆန့်ကျင်ဘက်ပြုတ်လေဆိုတဲ့မိမာသန်ရဲ့အောက်မှာအစင်တည်နေရတဲ့အစင်မြင့်လူသားတို့ဘဝသာ ဖြစ်ပါတယ်ဒီဖက်တန်ဆိုတာဟာသိချပြန်စဉ်းစားရင်မရှိလျားလွန်းစားပါဘူးတည်ငြဲခြင်းနဲ့အရှင်းမရှိပါဘူးဒါဟာလည်းအထူးပြောစရာမလိုတဲ့အချက် လူတိုင်းနားလည်တဲ့အချက်ပဲဖြစ်ပါတယ်ဘဲဘာသာတရားမဆိုဒီအချက်ကိုနားလည်ပြီးသားပါအခုအချိန်မှာ ဖျားသခင်ရဲ့စကားကိုနားမထောင်သူတွေဘယ်လိုဖြစ်တတ်တယ်ဆိုတဲ့အပြစ်စီရင်ခြင်းအကြောင်းတွေဂရိတော်ပရိညင်များကိုဖျားသခင်ဟာအစဉ်သတိရနေမယ်ဆိုတဲ့အချက်တွေဟာတူပြိုင်ပေါ်ထွန်းခဲ့ပါပြီဒါတွေဟာအပြီးအပိုင်ပဲလားမဟုတ်ပါဘူးမောရှိအားဖြင့်ထမှန်ဖော်ပြထားတဲ့ပရိညင်တွေနှောင်ဖွဲ့တဲ့ပြညတ်တော်တွေဟာပြည့်ပြည့်စုံရင်အရှင်းမရှိခဲ့ပါဘူးလူသားဟာကျေးဇူးတဲ့ဂရုဏာတော်ဆိုတဲ့ပြည့်စုံခြင်းသို့ရောက်ရလမ်းကိုရရှိဖို့ဖျားသခင်ဆက်လက်ကောင်းကြီးပေးပါလိမ့်ဦးမယ် ဒီကောင်းကြီးမင်္ဂလာကိုဖြည့်ဆည်းပေးသူကတော့ကယ်တင်ရှင်သခင်ခရစ်တော်သာဖြစ်တဲ့အကြောင်းမျက်ခြေပြတ်လို့မရပါဘူး။ဘာဖြစ်လို့လဲဆိုရင်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး1အငယ်16ကိုနားထောင်ကြည့်ပါ။ပညာတရားတော်ကိုမောရှိလက်တွင် ပေးတော်မူ၏။ယေရှုတရားနှင့်သစ္စာတရားဟူမူကားယေရှုခရစ်အားဖြင့်ဖြစ်သည်လို့အထင်ရှားဖော်ပြထားလို့ပဲဖြစ်ကြောင်းပါခင်ဗျာ။နောက်တစ်ချိန်စီစဉ်မှာဝိပ္ပယချံအခန်းကြီး29 အခန်းငယ်၁ကနေအခန်းငယ်၈အထိကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ။ 안녕 yeah. ဖျားခင်ကောင်းကြီးပေးပါစေရှင်